မန်ချက်စတာနဲ့အာဆင်အသင်းပွဲစဉ်ပါဝင်2025-2026ပရီးမီးယားလိဘောလုံးရာသီရဲ့အဖွင့်ပွဲစဉ်များမင်္ဂလာပါသင်္ဘောစပေါ့ပိတ်တဲ့အားလုံးပဲမင်္ဂလာပါ2025-2026ဘောလုံးရာသီပရီးမီးယားလိပွဲစဉ်ဇီယားတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဒီထဲမှာမှမန်ချက်စတာနဲ့အာဆင်ပွဲစဉ်အပါအဝင်အခြားသောပရီးမီးယားလိပွဲစဉ်ရဲ့ကြီးကြောက်ကြီးရဲ့အဖွင့်ပွဲစဉ်တွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ် လာဝဲဩဂတ်စ်လ16နေ့မှာစတင်ကျင်းပပြုလို့တွားတော်မယ်2025 2026ပရီးမီးယားလိဘောလုံးရာသီအခွင့်ပွဲစဉ်မှာတော့လဘောအသင်းကအင်ကွင်းမှာဘုံမောင်အသင်းကိုအခန့်စားသွားမှာဖြစ်ပါလိမ့်။အဲဒီနောက်နေယူကာဆယ်အသင်းကိုအဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးအဲဒီနောက်မှာတော့အာဆနယ်အသင်းကိုအင်ကွင်းမှာအခန့်စားမှာဖြစ်ပါလိမ့်။နောက်ဘန်လီအသင်းကိုဝေးကွင်းတွားရောက်စားမှာဖြစ်ပြီးတော့အေဗရန်အသင်းကိုအင်ကွင်းမှာအခန့်စားမှာဖြစ်ပါလိမ့်။အဲဒီနောက်ခရစ်စတယ်ဘဲလီအသင်းကိုအဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရသားရမှာဖြစ်ပြီး ်နောက်ပွဲစဉ်နှစ်ပွဲကတော့ Chelsea အသင်းကိုအဝေးခွင်မှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးနောက် Anfield မှာ Manchester United အသင်းကိုအခန့်ကစားရမှာဖြစ်ပါလိမ့်နောက် Manchester City အသင်းကတော့အဝေးခွင်မှာဟူကိုတွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးအဲ့နောက် Tottenham Hotspur အသင်းကို EDM မှာအခန့်စားရမှာဖြစ်ပါလိမ့်။နောက် Brighton အသင်းကိုအဝေးခွင်တွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးတော့ Manchester Derby ပွဲစဉ်ပြီးအင်ကွင်းမှာအခန့်စားရမှာဖြစ်ပါလိမ့်။အဲ့နောက်ပွဲချက်တစ်ပွဲပွဲစဉ်ဖြစ်တဲ့ Arsenal အသင်းကိုအဝေးခွင်မှာတွားရောက်ရင်ဆိုင်စားရမှာဖြစ်ပါလိမ့်။ နောက်ဘန်လင်အသင်းကိုအင်ကွင်းမှာအခန်းစားရမှာဖြစ်ပြီးတော့ဘရန်ဘိုအသင်းကိုအဝေးကွင်းသွားရောက်ယင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။ဂျယ်စီသင်းကတော့အော်ဂတ်စ်လ18နေ့မှာခရစ်စတယ်ဘယ်လီအသင်းကိုစတမ်ဘူရစ်မှာအခန်းစားရမှာဖြစ်ပြီးတော့နောက်ဝက်ဆန်အသင်းကိုအဝေးကွင်းမှာသွားရောက်ယင်ဆိုင်ရမှာဖြစ်ပါလိမ့်။အဲဒီနောက်ဖူဟန်အသင်းကိုအင်ကွင်းမှာကစားရမှာဖြစ်ပြီးတော့ဘရန်ဘိုအသင်းကိုအဝေးကွင်းမှာသွားရောက်ယင်ဆိုင်ရမှာဖြစ်ပါလိမ့်။အဲဒီနောက်ပွဲချက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုအဝေးကွင်းမှာသွားရောက်ယင်ဆိုင်ရမှာဖြစ်ပါလိမ့်။နောက် Brighton အသင်းနဲ့အခမ်းအစားမှာဖြစ်ပြီးနောက်ပွဲစဉ်ကတော့ Liverpool အသင်းနဲ့ Stamford Bridge မှာအခမ်းအစားရမှာလည်းပဲဖြစ်ပါတယ်။ Yeovilly Champion Tottenham Hotspur အသင်းကတော့အင်ဂွင်းရဲ့အဖွင့်ပွဲစဉ်မှာ Burnley အသင်းကိုအခမ်းအစားမှာဖြစ်ပြီးအဲဒီနောက် Man City အသင်းကိုအဝေးခွင့်မှာတွားရောက်ရင်ဆိုင်စားရမှာဖြစ်ပါတယ်။ နောက်ဘောမောင်တင်းကိုအင်ကွင်းမှာဇောင်းရမှာဖြစ်ပြီးတော့ဝါဇန်တင်းကိုဝေကွင်းသွားရောက်ရင်ဆိုင်ရမှာလည်းပဲဖြစ်ပါလေ။နောက်ဘရိုက်တန်တင်းကိုဝေကွင်းသွားရောက်ရင်ဆိုင်စားရမှာဖြစ်ပြီးဟူအတင်းကိုတော့အင်ကွင်းမှာအခန်းစားမှာဖြစ်ပြီးနောက်လစ်ကိုအဝေကွင်းသွားရောက်ရင်ဆိုင်ရမှာလည်းပဲဖြစ်ပါလေ။ဆိုတော့တော်တော်စပါတင်းတွင်နောက်25နောက်26အဖွင့်ပွဲစဉ်ကတော့ပွဲချောင်သွားတယ်လို့ပြောလို့ရပါလေ။ကနဒါကတော့ပထမအဦးဆုံးအဖွင့်ပွဲစဉ်မှာအိုထော့ဖို့ကိုမန်ချက်စတာယူနိုက်တက်အသင်းကိုတွားရောက်ရင်ဆိုင်ရောက်မှာဖြစ်ပါလေ အိုင်နော်လစ်ကိုအင်ကွေးမှာအေဂန်စားမှာဖြစ်ပြီးနောက်ထပ်ပွဲချက်တစ်ပွဲပွဲစဉ်တစ်ပွဲဖြစ်တဲ့လဘဝသင်းကိုအန်ဖီကိုတွားရောက်ရင်ဆိုင်စားရမှာဖြစ်ပါလိမ့်။အိုင်နော်ဒေါ်လန်ဖော်ရက်စ်ကိုအင်ကွေးမှာစားမှာဖြစ်ပြီးနောက်ထပ်ပွဲချက်တစ်ပွဲပွဲစဉ်ဖြစ်တဲ့မန်စီးအသင်းကိုအင်ကွေးမှာအေဂန်စားမှာလည်းပဲဖြစ်ပါလိမ့်။နောက်ထပ်နယူကာဆယ်အသင်းကိုအဝေးကွင်းတွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးတော့နောက်ဝက်ဆန်အသင်းကိုအင်ကွေးမှာအေဂန်စားမှာဖြစ်ပြီးဖူအန်အသင်းကိုအဝေးကွင်းတွားရောက်ပြီးတော့လန်ဒန်ဒါဘီပွဲစဉ်အဖြစ်ကစားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့2025 2026ပရီးမီးယားလိဘောလုံးရာသီအဖွင့်ပွဲစဉ်အဖြစ်အာဆင်အသင်းကိုအင်ကွင်းအိုးထွက်ဖို့မှာအေကန်စားရမှလည်းပဲဖြစ်ပါလိမ့်မယ်။အိုင်နော်ဖူအန်အသင်းကိုအဝေးကွင်းသားရောက်ရင်ဆိုင်ရမှဖြစ်ပြီးတော့ဘန်လီအသင်းကိုအင်ကွင်းမှာအေကန်စားမှဖြစ်ပါလိမ့်မယ်။အိုင်နော်မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ADM မှာမန်စီးအသင်းနဲ့ရင်ဆိုင်စားရမှဖြစ်ပါလိမ့်မယ်။နောက်ထပ်ပွဲချက်တစ်ပွဲပွဲစဉ်အဖြစ်ချယ်ဆီအသင်းကိုအင်ကွင်းမှာအေကန်စားရမှလည်းပဲဖြစ်ပါလိမ့်မယ်။ ိုင်နော်ရမ်ဘိုအသင်းကိုအဝေးဝင်းမှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးဆန်ဒလန်နဲ့အင်ကွင်းမှာထပ်မံရင်ဆိုင်စားရမှာလည်းဖြစ်ပါလိမ့်။ဆန်ဒလန်ပြီးအောင်နဲ့အင်္ဂလန်ဒါဘီပွဲစဉ်အဖြစ်အန်ဖီကိုလဘောအသင်းကိုတွားရောက်ရင်ဆိုင်စားရမှာလည်းဖြစ်ပါလိမ့်။ဆိုတော့ပရီးမီးယားလိရဲ့အဖွင့်ပွဲစဉ်တွေကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါလိမ့်။ ဆရာတော်နောက်25နောက်26ကြောင်ပရီးမီးယားလိဘောလုံးယာဒီရဲ့အခွင့်ပွဲစဉ်မှာတော့အသင်းကြီးထိတဲ့တွေ့ဆုံတဲ့ပွဲစဉ်အဖြစ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆင်အသင်းကထိတဲ့တွေ့ဆုံနေတာလည်းပဲဖြစ်ပါလိမ့်။ဆရာတော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆင်အသင်းနဲ့ထိတဲ့တွေ့ဆုံခဲ့တဲ့အင်ကွင်း18ပွဲမှာနှစ်ပွဲတည်းသာရှုံးနေထားတဲ့မှတ်တမ်းရှိနေတာကြောင့်ပရမအူဆုံးအိုထရော့ဖို့မှာအခွင့်ပွဲစဉ်အဖြစ်အာဆင်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာရောဘလို့ရလက်ထွက်ပေါ်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေတာလည်းပဲဖြစ်ပါလိမ့်။ 2025-2026ဘလုံးရာသီရဲ့အဖွင့်ပွဲစဉ်ပွဲကြီးပွဲကောင်းဖြစ်တဲ့ Manchester United ရဲ့အသင်းနဲ့အာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာဘယ်အသင်းကနိုင်ရရှိသွားမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပြီလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါလိမ့်။ဘယ်သက်များလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။